မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေဧပြီလ20ရက်ဒီဂရီ28နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်မင်္ဂလာပင်လယ်ော်အလဲပိုင်းတွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပင်နဲ့ကြံမင်္ဂလာပင်လယ်တို့တွင် တိမ်အသင့်ကျင်းမှာတိမ်ထူရနေပါမယ်ဒီကိရိညနေတီခမန်းချက်ကတော့တနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာအနှံပြား နေပြည်တော်စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းတို့တွင်နေရာစစ်စစ်မန္တလေးတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာကျကျကျန်တိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ကြုံရပါမယ်။ရွာရံလုံး80ဖြစ်ပါတယ်။မြမပေလေးပြည်တွင်လှိုင်းနေငယ်မှလှိုင်းတင်တင်ရှိပါမယ်။လှိုင်းမြမမြမကန်ရုံတန်းတလျှောက်နယ်ကမ်းလှပေလေးပြည်တို့တွင်၄ပေမှ9ပေကန်ရှိနိုင်ပါတယ်။ နောက်နှစ်အတွက်ခမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းတို့တွင်နေရာစစ်စစ်မှနေရာအနှံ့ပြမိုးထစ်ကြုံရပါမယ်။နေပြည်တော်မန္တလေးမြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေတိခမန်းချက်ကတော့တိမ်သိမ့်တိမ်ဖြစ်သူမီမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာပါမယ်။ရွာရံလုံး80ဖြစ်ပါတယ်။ ရန်ကုန်မြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေထိခမန်းချက်ကတော့တရင်သိမ့်တိဖြစ်ထုံးပြီးမိုးထစ်ကြုံ၍နေရာကွက်ကြားမိုးရွာနိုင်ပါတယ်။ရွာရံလုံး60ဖြစ်ပါတယ်ရှင်။